လင်းရောင်စောင်းတို့လေသူရောက်တော့ကမိုးဝင်မုန်တိုင်းများရက်ဆွဲ၍မိုးဝင်များသည်အပေါ်ယံတွင်တင်းမာနေသဖြင့်လူတယောက်လမ်းလျှောက်ရှင်းကို ခံနိုင်လောက်ရကကျွန်ုပ်တို့သည် တခါတည်းခီးမထွက်နိုင်သေးတော့လေလှည့်လေကြည့်ရှုစုံစမ်းရန်အကြံဖြစ်ပေါ်ကြ၏မိုးဝင်ဆိုသောအရာမှာကျွန်ုပ်တို့မြန်မာပြည်၌တကြိမ်တခါမျှကြာဘူးသည်မရှိသည့်အနှိမ့်ငယ်ရေးသားဖော်ပြရပါမည် ဝိုးဝင်သည်ကောင်းကင်မှကျလာသောအခါ၌ဝါကုန်းကဲ့သို့လူညံပျော်ပြောင်းလာ၍တစ်ပင်တစ်ကိုင်းများ၌ကြီးတွေနေသည့်အခါဖွေးဖွေးဖြူလျက်စုပုံနေကြ၏မိုးဝင်များသည်မျက်စိအောက်တွင် ရေခဲများအေးပျော်စကဲ့သို့လှည့်မြန်စွာမဟုတ်ဘဲတဖြည်းဖြည်းအေးပျော်ခြင်းအပြင်စမ်းချောင်းများဖြစ်၍စမ်းချောင်းအမြောင်များစုပေါင်းမိသည့်အခါအေယာဝတီစသောမြေကြီးများအဖြစ်ပင်လယ်သို့ရောက်အောင်စီးဆင်းကြခြင်းဖြစ်လေသည် ၎င်းတို့သည်တောင်များပေါ်၌အထက်ထက်စုပုံမိသည့်အခါတစ်ခုကိုတစ်ခုဖိနှိပ်ခြင်းအပြင်ဝါကွန်းကဲ့သို့နူးညံ့သောအဖြစ်မှရည်ကဲ့သို့မဟုတ်ရည်ကဲ့ချစ်ကဲ့သို့မာကျောသောအဖြစ်သို့တိုင်ရောက်ကြရလေသည်တို့ဖြစ်၍တနေ့တနေ့ကျွန်ုပ်တို့သည်အညောင်းပြေလှစ်လေဖုံးကြီးများအားရှောက်ထား၍ရိတ်ခါနေငယ်နှင့်တရေများကိုဆက်၍ချုပ်ထားသည့်မိုးကတဲ့နေဆောင်များကို ကျွန်ုပ်တို့ဤနွားကြီးပေါ်သို့တင်ပြီးလေထွက်ရန်ပြင်ဆင်ကြလေ။ကောက်ဝင်ကတောင်ကပရံတွင်စခန်းချရန်အလွန်ကောင်းသောဂူကြီးတစ်ခုရှိကြောင်းနှင့်ပြော၍တကားဆောင်သောဖုန်ကြီးအားကျွန်ုပ်တို့ကိုဂူသို့ရောက်အောင်လိုက်ပို့ရန်ထည့်လိုက်လေ။တို့ဖြစ်၍ကျွန်ုပ်တို့သည်တနေသောနနေစောစောတွင်တနက်ကိုစီထန်းကနွားကြီးကိုဆွဲလျက်ကျောင်းစင်ကမှထွက်လာခဲ့ကြရာမုံမတိတ်မီချိန်တွင်ဂူကြီးသို့ဆက်ရောက်ကြလေ။ ဂူကြီးမှာကြောက်ဆုံးကြီးတစ်ခုဖြင့်အုံမိုးလျက်ရှိသောကြောင့်ခိုးအောင်ရန်အတွက်အလွန်ကောင်းမွန်လာပြီးအားအတွင်း၌တော်တလိတ်ဆန်တို့၏ကျင်ရှိပုံများတောင်ပေါ်ရောင်ဖြစ်နေသည်ကိုတွေ့ရသဖြင့်အနှစ်နှစ်လာလာကတော်တလိတ်ဆန်များခိုးအောင်လာခဲ့သောဌာနီတစ်ခုဖြစ်ကြောင်းသိရှိရလိမ့်၏ကျင်ရှိပုံများမှာထင်းအတွက်အလွန်သုံးဝင်လာပြီသည်အမောပန်းဖြစ်ပြီးလက်သောကျွန်ုပ်သည်ဂူတွင်းနှင့်တဲဆင်၍တဲဝါ၌ ဘီးဖို့ပြီးလဲနွားချင်းနဲ့ဖုန်ကြီးကိုထားခဲ့ကတနက်ကိုစီနေထွက်လာခဲ့ကြ၏ကျွန်ုပ်တို့သည် တောင်မြားကြီးချင်းလေးကိုကြည့်ရင်သားကောင်ရှာရင်ဖြင့်ထွက်လာခဲ့ကြရာကံအားလျော်စွာတောင်စိတ်တုပ်ကို တွေ့ရလေ၏စိတ်များမှာတနက်တန်ကိုမဆို့ထားပြီးလူကိုပင်မြင်မှုကြဟန်မရှိသဖြင့်အလွန်နိကက်စွာအချင်းကပ်ခံကြရာကျွန်ုပ်တို့သည်တယောက်တယောက်စီအလွယ်တကူနှင့် ပြစ်ခတ်ချည်လေ၎င်းနောက်ကျွန်ုပ်တို့သည် တရားတော်ကောင်စီကြိုးပို့၍ဂူရှိယာတို့ထမ်းလာကြပြီလျင်မိဘုံအနည်းတွင်အည်များဆုတ်ခွာကြလေ၏ထိုည၌ကျွန်ုပ်တို့သည်စိတ်သားခင်ဖြင့်ညစာစားသောက်ကြလေရာ အသာဟင်းလျက်မတွေ့ရကြသည်မှာနေရများစွာကြာရှည်ခဲ့ပြီဖြစ်သောကြောင့်အလွန်မြင့်ချက်စွာစားနိုင်ကြ၏ဖုန်းတော်ကြီးမှာခက်ထွန်းတို့ဖြစ်နေတော်လဲမိကြည့်သောခါ၌ကောင်းမွန်ကြောင်းတွေ့ရှိရသဖြင့်ကျွန်ုပ်တို့ကဲ့သို့ပင်မြင်ရှက်ဟန်တူပေသည်တိဘက်ဖုန်းတော်ကြီးများမှာ ဝိကာလဘောဇနာတိခါဘုကိုထိမ့်သိမ့်ခြင်းမရှိကြ။ထိုညာ၌ကျွန်ုပ်တို့သည်စိတ်သားချုပ်ကိုတုံ၍ကင်းခြင်းအချုပ်ကိုညှင်းခြင်းအပြင်အတော်ညံ့အောင်အလုပ်လုပ်ကြ၏။စေနာ၏ကြော်လတ်သောကျွန်ုပ်တို့သည်တဲတဲသို့ဝင်၍အိမ်ရန်ပြင်ဆင်ကြရာဖုန်ကြီးမှဝိုင်းဖိုက်ကောင်းကောင်းတောင်းသောကြောင့်ခန္ဓာချင်းအိပ်ပျော်ခြင်းသို့ရောက်သွားတော်လဲကျွန်ုပ်တို့မှမူတောင်ထိပ်ရောက်သောအခါ၌မည်သည့်အချင်းရာမျိုးကိုမြင်တွေ့ရခြင်းမည်နည်းဟုစိတ်ကူးတွင်များနေသောကြောင့်အိပ်မပျော်လှခြင်း နောက်တနေ့တိုင်းလမ်းပြဖုံးတော်ကြီးသည်ကျောင်းစင်ခန်းတို့ပြန်လျာစိတ်သားခင်အချို့ကိုကျွန်တို့တို့ကပေးလိုက်ကြ၏ဖုံးတော်ကြီးထွက်သွားသည့်နေ့တပြိုင်နက်ကျွန်တို့တို့သည်ပေးနေထောင်ခန့်မြင့်သောတောင်ထိပ်သို့တက်ကြလေ၏နွားကြီးကမူဂိုဝတွင်ရင်းကြီးကြောင်များကျွေ၍ခြိထားခဲ့ကြ၏တောင်ကြီးမှာအတော်ပင်မဆောင်းလာတော့လေအပေါ်ယံတွင်တင်းမာနေသောမိုးပင်များကြောင့်အလွယ်တကူနှင့်တက်နိုင်ကြလေရာမိုးထစ်ချိန်လောက်တွင်တောင်ထိပ်သို့ရောက်ကြလေ၏တောင်ထိပ်မှမျောကြီးလိုက်သည့်အခါတေကနာယာကြီးသည် တောင်ချင်းရင်းမှစ၍မျက်စိတစုံကျယ်ပြန့်လျက်တစ်ဖက်တွင်ကမိုးပွင့်များဖြင့်ဖုံးဝသောတောင်ကြီးများသည်လှိုင်ကောင်းဖြူကြီးများကဲ့သို့အလေးလေးကြွားလျက်တက်နေကြလိမ့်ဤဒီတိုင်းပဲဦးလေးကျွန်တော်မျက်နှာဒီတိုင်းပဲဟုတ်တယ်ကားတို့ရေငါမြင်ခဲ့ရတာလေဒီတိုင်းပဲတို့ပေမဲ့အလင်းအောင်ကြီးဆိုတာကဘယ်မှာလဲကွဟိုးဘက်တောင်မှရှိမှာပေါ့ဦးလေးနေကင်းကြီးကြောင်တော့မှမြင်နိုင်မှမလားဟုပြော၍အရှိမြောက်ထောင်းကိုလက်ညှိုးညွှန်ပြလိုက် ကျွန်တော်တို့ဒီထုံနေ၌ထွေထွေထူးထူးတစုံတရာမြတ်မကြုံတွေ့ရပဲဂူစကန်းပြန်ရောက်ကြရာမိဘုံကြီးဖို့၍ညစာပြင်ဆင်စားတော့ကြလိမ့်ဤနေ့တိုင်းနေ့ရက်မြဆင်းကြီးတက်စီတောရောက်ကြီးစုကြပြီးတော့ကမောင်စောနိုင်ကဤတိုင်းဆိုရင်ဒါကျွန်းတတ်မီမဟုတ်ကြောင်းမိသည်နီးနေမစိုးတောင်ထိတ်တွင်တညအိပ်၍ဆောင်းဆိုင်ကြီးစုတင်ကြောင်းနဲ့အကြံပေးလိမ့်ဤကျွန်တော်ကအလွန်အေးမြလာသောတောင်ထိတ်ပေါ်တွင်အမိုးကမရှိပဲညဤပါကမုတ်ချသွေးခဲ၍တရားမြေကြောင်ပြော၍ဖြစ်ပါတော့လေ မောင်စိုးနိုင်ကလက်မလျှော့ဘဲသူတယောက်ထဲသွားဟန်ပြင်ဆင်လေ၏ကျွန်တော်မှသူတယောက်ထဲတည်သွားရင်တယောက်ထဲကျန်နေရင်အလိုမရှိရက ဖြစ်လို့ရဖြစ်စီနှစ်ယောက်တူတက်၍အိတ်ကြရမည်ဟုဆုံးဖြတ်လိုက်လေ၏တို့ဖြစ်၍စတုထနေနိုင်လဲတဲကိုရုပ်သိမ်း၍ပစ္စည်းကလေးများကိုနွားကြီးကြောကုန်ထက်သို့တင်ပြီးလျင် တောင်ပေါ်သို့ကွေ့ကောက်သောလမ်းဖြင့်တက်ကြလေ၏ကျွန်တော်တို့တက်နေကြလမ်းမှာမန်းဆောင်လာသောကြောင့်နွားကြီးမတက်နိုင်ပေဖြင့်လမ်းပြေပြေမှကွေ့ကောက်တက်ကြရလေ၏ တဏီကုန်တက်သဖြင့်နေဝင်လူဆဲဆဲအချိန်တွင်ကျွန်တို့တို့သည်တောင်ထိပ်သို့ရောက်ကြ၍တဲပြင်ဆင်ကြလေ၏ပြည်စည်းလက်သောလူရောတလိပ်ဆံမှတဲအတွင်းသို့ဝင်၍စိတ်သားခင်နေထမင်းဆသောပြီးနောက်ဆောင်းကိုစီနှင့်ဆောင်းနေကြလေ၏အေးမြလိုက်သည်မှာပြောစရာမရှိတော့ပေတောင်ထိပ်ဖြစ်သောကြောင့်လေတဟုတိုက်နေရသည့်အတွင်းမိဖို့ရန်လင်ထိမရှိချေကျွန်တို့တို့သည်ဆောင်းများနှင့်ထွေးတော်လဲမနှွေးနိုင်သဖြင့်နွားကြီးအဝင်များလေသို့တိုးကြရ၏အစွန်းနှစ်ဖက်သည် တွေ့ဆုံသည်ဟု အင်္ဂလိပ်စကားပေါ်တစ်ခုရှိ၏ဆိုလိုရင်းက အလွန်မင်းအေးချမ်းသည့်ကပူလောင်ခြင်းနှင့်တူလာသည်ဟုအသေးပဲသိရ၏ထို့ကြောင့်ဘီလောမသည်၎င်းတောင်ထိပ်၌ချမ်းရင်ပေါ်မှတဖြည်းဖြည်းတိုး၏တိုး၏လာရာတွင် နောက်ဆုံး၌လေးဟသောအသားလူများမှတံပူကက်လိုက်တကယ်သူမှတ်ထင်ရလိမ့်၏ကျွန်ုပ်တို့သည်တဲဤအဝတွင်အရှိမြောက်ထောင်ရက်သူမျက်နှာမူလျက်ကိုယ်ကိုယ်ကြည့်လို့၍မြုံကြည့်နေကြစဉ်ကျွန်ုပ်မှတကူလုံးထုံကျင်လာသောကြောင့်မိခင်နှင့်မိခင်နှင့်ဖြစ်သွားလိမ့်၏တို့ရာတွင်အိပ်ပျော်ခြင်းလင်တဖန်နိုးနိုင်မှုမရှိသောကြောင့်မောင်စောနိုင်က တထောင်နှင့်တစ်ချက်တွဲ၍နှုတ်ပေးလေ၏ကြည်ဆောင်လေကျေနေကြီးအောင်မှကြည်လိုက်စမ်းကျွန်ုပ်စီငိုက်နေသောမျက်လုံးများကိုရုတ်တရက်ဖွင့်၍ကြည်လိုက်သောအခါအထက်ကောင်းကင်၌အလင်းရောင်ကြီးတစ်ခုတန်တန်ကြီးထွက်နေသည်ကိုတွေ့မြင်ရလေ၏အလင်းရောင်ကြီးအဆုံးသို့မျက်စိဖြင့်လိုက်၍ကြည်သောအခါကျွန်ုပ်တို့ရှိရာယန္တိတဏီလေးရှိသောနေရာ၌ခက်မိတ်မိတ်ရှိသောမီးပြင်တစ်ခုကိုမြင်ရ၍၎င်း၏အောင်ဖြင့်မဲနေသော ရောင်ပတုကြီးတစ်ခုကိုလည်းတွေ့မြင်ရ၏ ျွန်တော်တို့ကြည့်နေစဉ်မီးပြင်သည်တဖြည်းဖြည်းအထက်သို့ကျေပြန့်လာပြီးအလင်းရောင်မှလည်းဆူးရှထိန်လင်း၍လာလေ၏ရင်းကဲ့သို့လင်းထိန်လာသောအခါမဲနေသောအရာဝတ္ထုသည်ထင်ရှားသည့်ထက်ထင်ရှားလာ၍နောက်ဆုံး၌အပေါင်ကြီးတစ်ပေါက်ရှိသောတောင်ကြီးတစ်လုံး၏အထွက်ဖြစ်ကြောင်းတွေ့မြင်ကြရလေ၏ဟုတ်ပြီဦးလေးကျွန်တော်တွေ့ခဲ့တဲ့တောင်ကြီးပဲအစစ်ပဲတူ၏ငါမြင်ခဲ့တာလေဒီတိုင်းပဲနောက်တခဏ၌မီးရောင်သည်မှိန်သွား၍တောင်ထုသည်ကွယ်ပြောက်သွားပြန်ရာနောက်တစ်ကြိမ်တွင်မူကား ရခိုင်ကထပ်ပင်ထိန်လင်းစွာတောက်ပြောင်လာလိမ့်၏တရိယာချင်းမှီပြပြီးနောက်တဖန်လင်းလာသောခါလိုက်ကအလင်းရောင်သည်တရက်စီရောင်ဤလင်းထိန်ချင်းဖြင့်တောက်ပပြန်သည်ဖြစ်သောကြောင့်တောင်ထုပ်ဤအပေါ်မှထိုးထွက်လာသောအလင်းတန်းကြီးများသည်ကောင်းငင်ပြင်တွင်တင်မုံဓမီထိုးလိုက်တဲ့ကဲ့သို့စူးစူးရရထွက်လို့လာ၏တောင်ထုပ်ပေါင်းမြောင်များစွာတို့ကိုကြော်လွန်းပြီးလင်ကျွန်ုပ်တို့ဤတောင်ထိပ်သို့တဲ့တဲ့ကြီးဝင်၍ထိုးသည်ဒုက္ခ၍ကျွန်ုပ်သည်ရှေ့၌ပြစ်ချထားသော ကုမာကလေးကိုထင်းထင်းရှားရှားမြင်နိုင်သဖြင့်မောင်စောနိုင်ရွှေမြူးတုံလုံးနေသောမျက်နှာကိုလည်းလှမ်းကြည့်လိုက်သဖြင့်မြင်ရလေယူဘနဒီလောင်းကိုထားခဲ့ပြီးကျွန်တော်တို့ပြန်လာကြတော့ယူဘနဒီရဲ့ဝိယုံကလေထဲမှာလွင့်ပါလာပြီးကျွန်တော်ပေါ်လာပြီးဆွတ်တာဦးလေးမှတ်မိသေးလားတိတ်မှတ်မိတာပေါ့ကွယ်ဒီတုန်းကတောင်ကောင်းတစ်ထည့်ကိုနေရောင်တစ်ချက်စွန့်ဝင်လာပြီးကျွန်တော်တို့ထွက်လန်းပြတာမှတ်မိသေးလားဘာကြောင့်မှတ်မိရမှာလဲအဲ့ဒါပြန်လန်းပြတဲ့အလင်းရောင်ဒီဟာကလာလန်းပြတဲ့အလင်းရောင်ဦးလေးရဲ့ ယူဘနဒီနဲ့ပတ်သက်သမျှအလင်းရောင်နဲ့လမ်းပြတာကြီးပဲဦးလေးရဲ့နော်ဟုတ်ထင်ပါရဲ့ကွယ်အမှန်စစ်စစ်မှာကျွန်တော်ဒီထုံညနိုင်တကူလုံးကြင်ထုံ၍ဖိမ့်မိနေသည့်အတွက်ကြောင့်မောင်စောနိုင်ကဲ့သို့အားတက်စီရောမရှိနိုင်တော့ဘီတို့ရောင်ရင်းကျွန်တော်တို့ခုစိတ်ချမိသည်ကကျွန်တော်တို့တွေ့မြင်ရသောနမိတ်လက္ခဏာများသည့်ဤမြလောက်ထိမှတ်ကန်လာခဲ့ပြီးတဲ့နောက်မှာယူဘနဒီနဲ့တဖန်ပြဲမတွေ့မချင်းချမ်းရေးပေးမြလောက်မတည်နိုင်တော့ဟူ၍ယုံကြည်စိတ်ချမိလေ၏ နည်းနည်းလင်းသည့်နဲ့တပြိုင်တည်းကျွန်တို့တို့သည်တဲကိုရုပ်သိမ်း၍နွားကြီးပေါ်သို့တင်ပြီးလင်းចောင်းသင်္ကန်းသို့ပြန်လာကြရာကောင်းမွန်ချုံမော့စွာပင်ပြန်လည်ဆက်ရောက်ကြရလိမ့်။ဖုန်းတော်ကြီးများမှာကျွန်တို့တို့အားအတော်ပင်ခင်မင်ပြီးဖြစ်ရကကျွန်တို့တို့ရုပ်တရပြန်လာသဖြင့်မိုးဝင်များတဲ့တည်ဆုံးချာကြပြီလို့မှတ်ထင်နေကြ၏။တို့ဖြစ်၍ကျွန်တို့တို့ချောမောစွာပြန်ရောက်လာကြသည်ကိုတွေ့ရသောအခါ၌အလုံးဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်။၃လခန့်မြန်ဆက်လက်ဆောင်းတိုင်းနေကြပြီးနောက်တနေ့တစ်နေ့လေးသည်တောင်ရက်မှတိုက်ခိုက်၍ခန်းရင်းရင်းဖြစ်လာကလေးသည် နောက်တနေ့နနက်၌အခါတိုင်းကဲ့သို့မိုးပွင့်ကြမည်အစားတိမ်တိုင်းများတက်လာ၍မိုးရွာသွန်းလျာဖုန်ကြီးများသည်ထုံရရန် ခရိယာတစားများပြင်ဆင်ကြလေ။သုံးရက်များဆက်လက်မိုးရွာပြီးနောက်စတုထနှင့်ချောင်းများမြောင်းများရေပြည့်ရှံ၍မိုးပွင့်များလည်းအေးပြောကြလေ။တနင်္ဂနွေတစ်ပတ်ခန့်ကြာသောအခါမိုးပွင့်များဖြင့်ဖိုးဝေးဖြူနေသောဂန္ဓာယာကြီးဟာပန်းမျိုးစုံတို့၏အကြောင်းစိုးစုံတို့နှင့်ကိုသောကြီးခင်ကျင်းထားပြီးတကယ်သူရှိလေ။ကျွန်ုပ်တို့မှလည်းခီးထွက်ရန်ပြင်ဆင်ကြလေ။ ခေါင်းတော်ကြီးများသည်ကျွန်တော်တို့တွေ့ကြုံခဲ့ပြီးသောအဖြစ်အပျက်များကိုနားထောင်ရခြင်းအပြင်အပြင်းပြင်းကိုအောင်မြင်ပြီးကျွန်တော်တို့ဟာအကယ်ပင်ချစ်ခင်လာကြပြီဖြစ်သောကြောင့်၎င်းတို့နှင့်တသက်ပတ်လုံးအတူနေထိုင်ဖို့ပင်ဝိုင်းဝန်းတိုက်တွန်းချင်ပါသည်တို့ရရင်ကျွန်တော်တို့သည်ရည်မှန်းချက်အမှန်ကိုဖွင့်မပြောဘဲအငြိမ်းမနေနိုင်သောသူများဖြစ်ကြောင်းနှင့်တာပြော၍သွားရန်ပြင်ဆင်ကြလေ၏ရေကင်းမြင့်ကျွန်တော်တို့သည်စိတ်သားကြောင့်နှင့်မုန်းကြောင်များပါသောရိတ်ခါအိတ်တစ်လုံးနှင့် ဆောင်းများရန်တောင်များတရေတင်းစသောရှိသူမဲစုပစ္စည်းကလေးများကိုကျွန်တို့တို့နွားကြီးပေါ်သို့တင်၍တနက်ကိုစီထန်းလေးရဲ့လာချမ်းပဲကျောင်းနိုင်ငံမှနက်နက်စောစောထွက်လာခဲ့ကြလေ။ဖုန်းတော်ကြီးများသည်နူးညံ့သိမ်မွေ့သောစိတ်နှလုံးရှိသူများဖြစ်ကြသည့်အလျောက်ကျွန်တို့တို့နှင့်ခွဲခေါ်ရမည့်ရေးကိုခြေကွဲဝန်းနေပွဲအချင်းအာကြီးတစ်ခုကဲ့သို့မျက်ရည်မစင်နိုင်အောင်ရှိနေကြရတွင် ကျွန်တို့တို့မှလည်းတကြီးရွယ်ရည်များကဝန်းနေခြင်းကိုမြင်ရခြင်းအပြင်မျက်ရည်ကြခင်လာသောကျွန်တို့ပင်လည်းမျက်ရည်မထိန်နိုင်အောင်ဖြစ်မိသည်။ ျွန်တော်တို့ဒီကျောင်းသင်ခန်းမှာထွက်လာရေးကျောင်းဆောင်ဆုံးသို့ရောက်ကြသဖြင့်နောက်ဆုံးချိန်မကွေသေးမီလှည့်၍ကြည့်လိုက်သောအခါဖုန်းတော်ကြီးများမှာကျောင်းဝနိုင်အစီရင်ရက်ခါလက်များရန်ကာ၍ပြလိုက်ကြရသည်သည်ထိုနေ့၌ကျွန်တော်တို့ဒီတောင်ချီသို့ဆင်း၍ကနာကြီးတို့ချောင်းငွားကြီးကိုဆွဲလျက်ခရီးသွားကြရာညနေခင်းအချိန်တွင်လွင်ပြင်သို့ဆင်း၍ကျက်စားသောတောင်ဆိတ်အုပ်ကြီးမှစိတ်တကောင်ကိုပြစ်ခတ်ရရှိလျက် ကျွန်တော်တို့ရိတ်ခေါများနဲ့စိတ်သားချောင်းနေငယ်ပါရှိတော်လဲနောက်ထပ်သားခေါမတွေ့ပဲဗနေရဲ့ကြောင်အမီကိုမသိနိုင်ကြသဖြင့်ဝမ်းမြောက်စွာနဲ့ရိတ်ခါဖြည့်ဆွဲတူမိကြလိမ့်ထိုနည်းကြ၌ကျွန်တော်တို့သည်ခန္ဓာရလေးတွင်တဲဆောက်၍စခန်းချကြလိမ့်ခန္ဓာရမှာစီနီမီယာဖုံးထားစဉ်ကရေစုပ်ဝင်ထားသည့်အတွက်တဲကိုရှေ့ယုံများနဲ့အသိစိတ်ကောင်းမွန်သောရေကိုရရှိကြ၏ထိုနည်းကြ၌ကျွန်တော်တို့သည်စိတ်သားအဆူကင်းနဲ့ လက်ဖက်ရည်ကိုမြင်းချက်စွာစားတော့ပြီးနောက်ထူးထူးထွေထွေတစုံတရာမျှမကြုံပါပဲအိယာဝင်ကြလေတောင်ထိပ်တွင်လင်းရောင်ထိုးစဉ်ကကုမာကြနေသည့်အကြောင်းကိုကျွန်ုပ်ဖော်ပြခဲ့ဘူးရာအလင်းရောင်မှာ၎င်းကုမာ၏အညွန်ရရှေးမြောက်တောင်မှထိုးလာခြင်းဖြစ်သောကြောင့်ကျွန်ုပ်တို့သည်ကုမာတိုင်းရှေးမြောက်တောင်သို့မျက်နှာမူလျက်ခရီးသွားကြလေလေးရက်ခန့်ခရီးသွားမိလတော့တောင်တန်းများ၏ခြေရင်းသို့ဆက်ရောက်လာကြပြန်ရာကျွန်ုပ်တို့၏ဒုက္ခများမှာထိုရက်မှအဆောက်ပြုသည်ဟုဆိုရပါမည် တောင်များမှာအလွန်တရာမဆောက်မြင်မလာရကနှစ်ပတ်လုံးတက်ပြီးကမှအောက်ခြေကိုကြုံမိုံများရှိကြသည်ပူပြင်းလာသောနေရောင်သည်မိုးဝင်များကိုပျော်ပြောင်းစေသည်ဖြစ်သောကြောင့်လမ်းလျှောက်ရန်အလွန်ခက်ခဲလာသည်ပြင်မိုးဝင်များမှပြန်၍ဟတ်သောကြောင့်သည်ကျွန်ုပ်တို့၏မျက်လုံးများကိုကျိမ့်ဆက်ဆူရှာစေသည်ခုနှစ်မြောက်သောနန်းနန်း၌တောင်နှများတွင် ထိုးဖောက်ကိုယ်ကောက်၍တွားနေသော တောင်ကြားလမ်းတစ်ခုသို့ဆက်ရောက်ကြရလျာကျွန်ုပ်တို့သည်၎င်းတောင်ကြားလမ်းအတိုင်းလိုက်သွားကြစဉ်ရှေးပဝေတနီအခါက ီးသည်အမြောင်များဖြတ်သန်းသွားလာမှုသောလမ်းဟောင်းတစ်ခုဖြစ်သည့်အထိမ်းအမှန်များတွေ့မြင်ကြရလိမ့်မည်။တချို့နေရာများ၌လည်းပေါတူးစားရှိသောလူတို့၏လက်နက်ကိရိယာများ၏အရာများထင်လျက်ရှိသောဥမင်လိုက်ကောင်းများပင်တွေ့မြင်ကြရလိမ့်မည်။ထိုချင်းရာများကိုထောက်ရှိခြင်းအပြင်လွန်ခဲ့သောထောင်ပေါင်းများသောအချိန်ကာလကအိန္ဒိယပြည်မှလူဆန်းကောင်းများဦးစီးအုပ်ချုပ်သည့်စစ်တပ်ကြီးများသည်၎င်းတွင်ဖြတ်သန်း၍တိဘက်ပြည်သို့ဝင်ပို့ကြလိမ့်သလိုဟုတွေးတောဖွယ်ရာရှိပြီ။အချို့နေရာများ၌ကြောက်ဆောင်ကို ထိုးပေါက်ဆိုင်သိမ်းထားသောတစ်သားပိုင်းဆောင်များကိုပင် တွေ့မြင်ရပါရာတစ်သားများမှမူဆွေးမြေ့ကုန်ပြီထိုနည်းအများအတွင်ကျွန်ုပ်တို့အားဒုက္ခကြီးဆုံးပြီးသောအချင်းရမှာအေးမြခြင်းပင်ဖြစ်ရာအေးမျိုးစုံလင်အောင်တွေ့ကြုံခဲ့မှုသည်ကျွန်ုပ်တို့ပင်ငိုချင်မတက်ခံစားကြရလိမ့်အခြားရက်များမှလည်းအေးကြပါ၏တို့ရရင်၎င်းရက်၌အေးမြခြင်းမှာရိုးရင်းခြင်းစီသို့ထိုးပေါက်စူးဝင်သွားအောင်အခမ်းအနားခက်လာပြီသည် ဆင်းရဲမြောက်သောနေ့၌ကျွန်ုပ်တို့သည်တောင်ကြားလမ်းအဆုံးသို့ဆိုင်ရောက်ကြလေရာထိုနေ့၌ကျွန်ုပ်တို့သည်ရင်နွေးတည်ရန်ထင်းမရနိုင်သောကြောင့်မိုးဝင်များကိုအခဲလိုက်မြှောက်ချခြင်းအဖြစ်ရင်ငက်ဖြေကြရ၏။နွားချီအမွှေးများလေးသို့တိုးဝင်ကြပါသောလေအငွေ့မရနိုင်သောခက်ခဲတုန်နေကြသည့်ထဲတွင်မျက်လုံးများကျဉ်ဆက်နေသည့်အတွက်ကြောင့်မျက်စိမေ၍မေ့နိုင်အောင်ဖြစ်နေကြ၏။ဆင်းရဲပါပြီတကား။နည်းနည်းလင်းသောအခါကျွန်ုပ်တို့သည်တဲပြင်သို့ထွက်၍နေပူစာလှုံအမ်းဟုအကြံနှင့်ကြောက်ဆောင်တစ်ခု၏အဆုံးကိုကြုံမိ ကြာသောအခါအံဝင်ရချင်းအောင် တွေ့မြင်ကြလေ။အเจ้าမူကတောင်ကြီးအောက်ခြေတွင်လွင်ရင်းကြီးခုရှိ၍ညကြီးတသည်သည်လွင်ရင်းကိုဖျက်ဆီးဆင်းစင်းလျက်ရှိရာမြေဤကမ်းမတွင် အမိုးပြူသောအိမ်များဖြင့်ပြည့်လျက်ရှိသည့်မြို့ကြီးတစ်မြို့ကိုတွေ့မြင်ရသောကြောင့်မည်သည်။မြို့ဤတစ်ဖက်၌ကျွန်တော်တို့မျှော်မှန်းလာခဲ့သည့်အပေါင်းကြီးရှိသောတောင်ထုပ်ကြီးလည်းတည်ရှိပေရာက၎င်းမြို့မှာအေကံမုတ်ချကျွန်တော်တို့ခီးဆုံးရာဌာနဖြစ်မိဟုလည်းမှတ်ယူကြသည် ၎င်းမြို့မှာကျွန်တော်တို့ရှာဖွေသည့်ယူဘနဒီနှင့်တနည်းနည်းဖြင့်ဆက်သွယ်ခြင်းရှိမည်ဟုကျွန်တော်တို့စိတ်ထဲ၌ယုံမှချင်းကင်းမိဖြစ်ရာမောင်စောနိုင်မှာမျက်ရည်များယူစီမထက်တုံ့နှုတ်နေရှာ၏တို့ဖြစ်၍ကျွန်တော်တို့သည်ဒုက္ခများ၏အဆုံးသို့ရောက်ချီတော်မူဟုစိတ်ချမိကြရာနောက်ဖော်ပြလက်တတ်သောအဖြစ်ပြများကိုဖတ်ကြည့်ရခြင်းအဖြစ်မိများလောက်မှားယွင်းသောထင်မြင်ချက်ဖြစ်ကြောင်းတွေ့ရှိကြပြီလိမ့်မည်ကျွန်တော်တို့သည်တဲကိုလင်းမြန်စွာယုံသိမ်းပြီးနောက်အလုံးတော်လက်တော်ခြေလက်များဖြင့်ထွက်လာကြလေ၏ တို့ရရင်ဆင်းရသောလမ်းများမှာကျွန်တို့တို့တွေးထင်စီထက်ပို၍ရှီလျားသောကြောင့်တောင်ကပင်၌နောက်တညအိတ်ကြရသည်၎င်းနေရာမှာမူယမန်နေ့ည၌နေရာထက်ပေပေါင်း2000ကျော်များနှိမ်ဆင်းလာပြီးဖြစ်သောကြောင့်ချင်းရင်ချင်းတို့ကမှအတိုင်ငယ်တက်တာခွင့်ရကြ၏နေမင်းမှာလည်းအတံပူပြင်းလာပြီးဖြစ်သောကြောင့်မိုးဝင်များသည့်အချို့နေရာတို့၌အကြီးပြိုကျသဖြင့်စံချောင်းကလေးများဖြစ်၍ကျွန်တို့တို့ဖို့တောက်သုံးရရှိရန်ဖြစ်ပါသည် နောက်တစ်နေ့မိုးလင်းပြန်သောကျွန်တို့တို့သည်ကျွင်းကျန်သောရိတ်ခါအနေငယ်ကိုစားတော့ကြပြီးနောက်ဆက်လက်၍စဉ်သက်ကြပြန်လေ၏၎င်းရဲ့မှမူရခင်ကမြင်ရသောမြို့များကို၎င်းတောင်ထုတ်ကြီးကို၎င်းတောင်နှင်းတစ်ခုဖုံးကွယ်နေသဖြင့်မမြင်နိုင်တော့ခြင်းထိုကဲ့သို့ဖုံးကွယ်နေသောတောင်နှင်းတွင်သို့တောင်ကြားလန်းတစ်ခုထိုးဝင်သွားရာကျွန်တို့တို့သည်၎င်းလန်တိုင်းလိုက်သွားကြရလေ၏မိုးတဲ့ချိန်ရောက်လာတော့တောင်ကြားလန်းသည်ရုတ်တရက်အဆုံးသတ်သွား၍အလွန်တရာနှက်လာသောကြောင်ကြီးတစ်ခုသို့ဆိုက်ဆက်မြဲမြဲဥတိုက်၍ ဝင်သွားသည်ကိုတွေ့ရသေး၏။ကြောက်ကြီးအောင်နိုင်ကရေတသင်သင်စီးစီးနေသည့်အတန်ကိုကြားရလေ၏။တွေ့ထင်ရန်ရှိသည်မှာပြင်းထန်စွာသောမြေကလင်းလှောက်ခါခြင်း။တောင်ကြီးသည်ရုတ်တရက်ကွဲ၍ထိုလန်းရင်ရှိတွင်ကြောက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ဟန်လက္ခဏာရှိမိသည်။၎င်းကြောင့်မှပေ300ခန့်နဲ့၍မဆောက်စွာဆင်းသွားရကခုန်ကူးရန်လည်းမတက်နိုင်။စဉ်သက်ရန်လည်းမကြံသေးအသောကြောင့်ကျွန်ုပ်တို့မှအခြားနည်းလည်းမရှိတော့ဘဲတစ်ဖက်ဖက်မှလက်ယူသွားရန်သာရှိတော့၏။ ို့ဖြစ်၍ကျွန်ုပ်တို့သည်လက်ရပဲလှည့်၍ကြောက်ကြည့်နှခန်းတစ်ချောင်းလျှောက်သွားကြ၏တမိုင်ခန့်သွားမိကြသောအခါတဖက်၌ရှိသောကြောက်ဆောင်မသည်ကြောက်အောင်သူဆက်ဆက်မြင့်မြင့်ထိုးဆင်းသွားသောရေခဲပင်ကြီးတစ်ခုကိုတွေ့ကြရ၏ရေခဲပင်ကြီးမှာရေခဲသွားသောရေကုန်ကြီးတစ်ပွဲရှိနေရာကြောက်တုံးကြီးများသည်၎င်းမျက်နှာပြင်၌မြုပ်လျက်ရှိ၏ကျွန်ုပ်တို့၏မျက်စိတွင်ရေခဲပင်သည်ကြောက်ထဲသို့ထိုးဆင်းသွားသကဲ့သို့တွေ့မြင်ရသော်လည်းတကယ်ပင်ကြောက်အောင်သူကြောက်ဆက်လျက်ရှိလေသလော သူဒီမဟုတ်လန်တဝက်ဖြက်လျက်ရှိလေသလားအမှန်မသိနိုင်ပြီမြည်သောပင်ဖြစ်စီ၎င်းရေခဲပင်တခြားအောက်သို့ဆင်းရဲမှာစိတ်မကူအပ်သောအချင်းရဖြစ်သောကြောင့်ကျွန်ုပ်တို့သည်၎င်းလမ်းကိုလက်လျှော့၍လက်ဝဲဘက်သို့ပြန်လိုက်ကြရလိမ့်၏မူလနေရာကိုကျော်လွန်၍အတငယ်သွားမိကြသောကြောက်ဆောင်သည်ကြောင်နှခန်းနှင့်အတငယ်ဆုတ်ခွာသွားသည့်ဖြစ်သောကြောင့်မိုးဝင်များဖိုးဖွေးဖြူသောတောင်ကြီးသည်ကျွန်ုပ်တို့ဥကောင်းပေါ်၌မိုးလျှက်ရှိရာတဖက်၌ကတောင်ကြီးသည်ကျွန်ုပ်တို့၏ခြေရင်း၌ပဇက်ကြီးဟလျက်တည်ရှိနေ၏ ကျွန်တော်တို့ရှိနိုင်မိုင်းဝဲခန့်လောက်အောင်တောင်ပုံစာကလေးတစ်လုံးစီထီထီငုံငုံတရှိလျက်ရှိရာ၎င်း၏အထုပ်ပေါ်မှမျှောကြည့်ရသောစင်းရံလမ်းတစုံတစ်ခုတွေ့မြင်နိုင်လိမ့်မည်ဟုမျှော်လင့်သောကြောင့်ကျွန်တော်တို့သည်တောင်ပုံစာကလေးသို့သွားကြလေတောင်ထိပ်သို့ရောက်ကြသောအခါကြောက်ကြီးသည်၎င်းနေရာ၌တာဝိပင်နှင့်ကြောင်းတွေ့ရသည်ဖြင့်အကျယ်ဝန်းမှလည်းမိုင်းဝဲခန့်ထက်နည်းနည်းမဟုတ်ချေကျွန်တော်တို့သည်တောင်ထွန်း၌ရက်လျက် အလွန်ဆိတ်ပြက်စွာအရက်လေးမျက်နှာသို့မျှော်ကြည့်နေကြစဉ်နေမင်းသည်တောင်တန်းအောက်သို့ရှုံးဝင်သွားသဖြင့်မိရင်ကိုညှင်းသက်လိုက်ပြီးတကယ်သို့ဖြုတ်ချပင်မောင်းသွားလေ၏တောင်ဝန်စာကလေးမှာပြည်ပေါင်း150ခန်းမြင့်ရာအချို့နေရာများတွင်အလွန်မဆကြောင်တွေ့ခဲ့ရသောကြောင့်ကျွန်ုပ်တို့မှမှောက်မှိုက်ကြည့်တွင်ပြန်ဆင်းရန်မကြံစီဝင်ကြပြီတို့ဖြစ်၍ကျွန်ုပ်တို့သည်တောင်ဝန်စာထက်၌အိမ်ရန်ပြင်ဆင်ကြရလျာထို့ကြောင့်ကြောင့်ပင်အသက်ပြီးမှချမ်းသာရာကြောင်းကိုအောက်တွင်တွေ့ကြရပြီလိမ့်မည်ကျွန်ုပ်တို့သည် နွားကြီးပေါ်မှာပစ္စည်းများကိုတိတ်ပြီးတဲဆောက်ကြပြီးလင်မုံချောက်စက်သားကအနေငယ်တို့ကိုစားတော့ကြပြီးနောက်၎င်းဒီကကျွန်တော်တို့ဤနောက်ဆုံးသောရိတ်ခါပင်ဖြစ်ရာနောက်ထပ်၍တားကောင်များမတွေ့ကြလေငတ်မုတ်ချင်းပေးရလဲတစ်ဖက်ရှိပြီးဦးမည်တို့ရာတွင်ကျွန်တော်တို့သည်မောပန်းလာပြီးဖြစ်သောကြောင့်ရှေးရင်နောက်ရေးကိုမစဉ်းစားနိုင်တော့ပဲတောင်းမွေးဆောင်ခြင်းများချုံ၍ခေါင်းချလိုက်သည်နှင့်တပြိုင်တည်းအိပ်ပျော်ခြင်းသို့ရောက်ကြလေလင်းဟာကြီးခြင်းလောက်တွင် မြို့သိမ်းမြောက်ကြီးများ၏အတန်ကဲ့သို့ပင်အပြင်းထန်မြင်းသည့်ကြောက်မဖွယ်အတန်ကြီးကိုကြားကြရသဖြင့်ရုတ်တရက်ထား၍ထန်ကြရလျာနောက်တစ်ခဏ၌အမြောက်များကိုဆက်ခါဆက်ခါပြစ်ပြီးတကဲ့သို့တဒိန်ဒိန်တဒိုင်းတိုင်းတဝုံဝုံတဒိုင်းတိုင်းမိစံကိုထက်ဆင့်၍ကြားကြပြန်လေ၏။ဘာလို့ဦးလေးပဲနေပြီလဲထိတ်လန့်သောတံဖီမောင်စောနိုင်ငံမေး၏ကျွန်ုပ်တို့သည်တဲပြင်သို့ဝစ်တွားကာထွက်လာကြပြီးနောက်တောင်မြောင်လေးပါးတို့ကိုကြီးစုကြလျာနွားကြီးမှလည်းလက်ထည့်ရန်လက္ခဏာနှင့် တပဲပဲအော်မြင်လျက်ရှိလေ၏ထိုခဏ၌တထိန်နှင့်တထိုင်း၌အတံမျိုးသည်ရုတ်တရက်ရက်ဆဲသွားပြီးနောက်ဂျိုးဂျိုးကြိတ်ကြိတ်ပုတ်ကြိတ်သောအတံမျိုးဖြစ်ပေါ်လာပြန်ရာ၎င်းအတံမှာပထမအတံကဲ့သို့ပြင်းထန်ဆူးချခြင်းမရှိတော့လဲအသေးနှလုံးကိုမှွေရန်လှောက်ခါလိုက်သည့်အလားကဲ့သို့ကြိုးရင်းမှရှမ်းတက်လောက်အောင်စိတ်ဝင်ကြောက်မဖွယ်ရကောင်းလာပြီ၎င်းအတံဆန်းကြီးဖြစ်ပေါ်လာခြင်းနှင့်အတူအထက်မှအောက်သို့ဖိ၍တိုက်ခတ်သည့်လေးဆန်းတစ်မျိုးသည်လည်းကျွန်တို့တို့၏ဥကောင်းမှခြေပြားစုတိုင်းအောင်တည်း၍ တိုက်ခတ်ပြန်လေရာနောက်တခဏတွင်အလင်းရောင်ပြေးလာသဖြင့်ဆယ်သက်တစ်ခါမကြုံမှုအောင်ထူးဆန်းလာသောအချင်းရာကိုတွေ့မြင်ရလေ၏အမြင်အားဖြင့်ဆိုသောတောင်ကပြန်ကြီးတစ်ခုလုံးသည်ကျွန်ုပ်တို့ထံသို့တရွေ့ရွေ့တည်းဖြီးစင်းလျှောကျလာသည်ကိုတွေ့မြင်ရလေ၏စင်စစ်တော်ကတောင်ကပြန်တွင်အနှစ်နှင့်အလားလားကအထက်ထက်ဆင်ဆင်စုပုံရင်းရှိသောမိုးဝင်များသည်မြေကြီးသပွဲသွဲတန်းလျက်တောင်ထိပ်မှတောင်ကြီးသို့လျှောဆင်းထိုးကျလာခြင်းဖြစ်လေ၏အလွန်တရာခန့်တင်ထူးဆန်းအမခန့်ရှိပါပြီတကားခီးနှမိုင်ကျော်သုံးမိုင်ခန့်များ ကွာလန်း၍မြင်းဆောင်မောက်ကြွားလာသောတောင်ကြီး၏အထုထိမ်မှာအလေးလိုက်တွေ့မြင်ရသောမိုးဝင်များသည်တရွေ့ရွေ့တည်းတဖွေးဖွေးတပြောင်းပြောင်းပမာဏဖွဲ့စည်းနေရဲ့အောက်ခြေသို့ရှော့ချင်းလာရာမျက်နှာပြင်အထက်၌ကညံ့ညက်ပေါင်းအမှုန့်ကျိတ်ထားသောရေကင်းများကကျဲဖန်ကပပြန်းထားပြီးတဲ့ကဲ့သို့ဖွေးကနေဖြူကနေမြောက်ကြွားလျက်လွင့်တက်သွားလေ၏ကျွန်တော်တို့သည် ထိတ်လန့်တလုံးစွာနဲ့တယောက်လည်းကိုတယောက်ကိုင်းလျက်ကြည့်နေကြစဉ်ရှည်ဆုံးမှရှောဆင်းလာသည့်မိုးဖွင့်လှိုင်းလိုက်ကြည့်သည်ကျွန်တော်တို့ရက်နေသောတောင်ဝစာကလေးချင်းသူဝင်၍စောင့်တိုင်းလိုက်ရာတင်မောကိုတမုတ်တရားလှိုင်းတဘိုးဝင်တိုက်လိုက်သည်တကယ်သို့တတ်တတ်ခါများတုံ့လှုပ်သွားလိမ့်ဤဝိုးဝင်တမုတ်ရေခဲမြင့်ကြည့်သည်တောင်ဝစာ၏ချင်းကိုဝင်၍တိုးပြီးနောက်လက်ဝဲလက်ရာနှစ်ချမ်းကွဲထွက်သွား၍တောင်ဝစာ၏တစ်ဖက်တစ်ချက်မှကြောက်ကြီးတဲ့သို့ထိုးဆင်းသဖြင့်တဝုံဝုံတပြုံပြုံတဒုံလုံးမြည်သောသံများသည်ကြောက်ထဲမှရှန်တက်လာလိမ့်ဤ ၎င်းတို့မှာရှိတော်ပြများသာဖြစ်သောကြောင့်ပြောပါလောက်မရှိသေးပေရာနောက်မှဒလဟောထိုးစင်းကြလာသည့်မြမကြီးမှမူရေးသားဖော်ပြရင်စကလုံးရှာခြင်းမတွေ့နိုင်တော့အောင်ကြောက်ခမန့်လေးလေးရှိပါ၏မိုးဝင်သူမဟုတ်ရေကဲမြမကြီးသည်မြေပြင်ကဲ့သို့တပြင်းနှင်းညညာစွာမဟုတ်ပဲအောက်ခံကြောက်ဆောင်များ၏အခြေအနေကိုလိုက်၍နေကြီးတစ်ခါမြင့်ကြီးတလဲတက်ကြီးတစ်ခါခြတ်ကြီးတလဲဖြင့်တရွေ့ရွေ့တည်းရှော၍ဆင်းလာလေ၏ရေကဲများသည်တောင်မူစာ၏ခြေ၌စုပုံမိကြသည်ဖြစ်၍ ပေတရ90ခန်းမြင်တော့ကျွန်တော်တို့ဒီတောင်ပေါ်စာကလေးပင်နဲ့ပေ90ခန်းမြတာကျွန်တော်ဒီဖျက်ရကတစ်ချက်တစ်ချက်နိုင်တောင်ပေါ်စာတစ်ခုလုံးကိုပင်အမြင့်ပါကျုံအောင်တိုးဝေလိုက်လဲပိန်ပြီးနောက်ကြောက်ထဲသို့တွန်းချသွားလိမ့်မည်ဟုပူပန်ဆွေမိကြ၏ဇူလိုက်ညံလိုက်မီလိုက်ဟင်းလိုက်ဒီမှာလဲနောက်ပွင့်၍ထွက်တော်မတန်ရှိနေ၏ရေပြင်ကြီးသည်လေကိုဖိနှိပ်ထားတဲ့ကဲ့သို့ဖြစ်နေ၍လေပင်အေတော်လူကဲ့သို့လေဤညဉ့်ညူးသံတန်ချိန်ပေါင်းသိန်းသန်းကတိမကအချိန်စီးသည့်ရေကဲတုံးကြီးများသည် ကြောက်ဆောင်ကြောက်ချုံများစမ်းချောင်းမရေများနှင့်အပြင်အထံတုံးဝိထိခိုက်မိသည့်အတံများသည်အဝီစည်းပွက်သည်နှင့်တူပါမိတကားအဝီစည်းပွက်သည်ကိုမကြောက်ရဘူးတော့လဲနိုင်ရှင်ရန်ရှာမရသဖြင့်ဖော်ပြခြင်းဖြစ်လေသည်ဤများနှင့်လည်းအဆုံးမသက်သေးသည်မဟုတ်ချေတောင်ကြီး၏ထပ်ပိုင်း၌ရှိသောမိုးပွင့်သို့မဟုတ်ရေကြေးတို့များသည်တဖြည်းဖြည်းပါးပြီးလာသောအခါကြီးကဲများ၏အောင်းတိုင်းနှစ်ပေါင်းကြာထောင်မကမြုပ်နေခဲ့သောကြောက်တုံးကြီးများသည်အပေါ်မှဖိနှိပ်ထားသောကြီးကဲများရှောပါသွားသည့်တွင အချိန်မှလွတ်ထွက်၍တောင်ကပြင်းတစ်ချောက်ခုံပေါက်လျှော၍ဆင်းလာကြသည်သည်ပထမ၌ကြောင်လုံးကြီးများသည် တဖြည်းဖြည်းလျှော်ဆင်း၍တင်းမောဦးမှရေပန်းများဖျားထွက်စီနီးသူမိုးဝင်များကိုတဖွေးဖွေးဖျားပြေးထွက်စီသည်၎င်းတော့တဖြည်းဖြည်းချိန်ရလာသောအခါကြောင်လုံးကြီးများသည်ရေပေါ်၌တငယ်များလှင်ပြစ်ကစားသည့်အိုးချမ်းပဲ့များသပွဲတခုံထက်တခုံတစ်ချက်ထက်တစ်ချက်မြောက်တက်ကဒေဟောတော်ဘာလှိမ့်စင်းလာကြလိမ့်ဤအချို့မှာအချိန်ပြည့်ထန်လာသောကြောင့် တောင်ပူဇာလောင်းအမြင့်ကိုပင်ပဒါနာမထားပင်ကျွန်ုပ်တို့၏ဥကောင်းထက်မှဝီကနေမိသောတန်ကြီးကိုဖြစ်စီလျက်ကြောက်မွေဖွေးဟခုံပေါက်ကြော်လွားပြီးမှကြောက်ထဲသို့ကျသွားလေ၏အချို့မှာလည်းကျွန်ုပ်တို့၏တောင်ပူဇာကလေးနှင့်ဆက်ဆက်မဲမဲဝင်ရွေးတိုက်မိရာအိမ်လုံးလောက်အိမ်ခဲလောက်ဆင်ပြောင်ကြီးလောက်နွားလောင်စိတ်လောက်ခွေးလောက်ကြောင်လောက်အရွယ်အစားရှိပြီးကြောက်တုံးပေါင်းများစွာကိုတောင်ပူဇာမှဖိတ်ယူသွားပြီးမှ၎င်းတို့နှင့်အတူကြောက်ထဲသို့တပြိုတပါးကြီးခုံဆင်းကြရလေ၏ကျွန်တော်တို့ဒီဂျာမန်မျိုးသိအမြောက်ကြီးမြောင်များကို ဆောင်းများတွင်ဖတ်ဖူးရပါသည်တို့ရာတွင်ဤများလောက်ပြင်းထန်လိမ့်မည်ဟုမထင်မိပေဖော်ပြပြီးသော အချင်းရများမှာအလွန်ငြိမ်းသက်တိတ်ဆိတ်သောအချင်းခါမှရုတ်တရက်ထားပြီးဖြစ်ပေါ်လာသောကြောင့်တာ၍ကြောက်မွက်ဖွယ်ကောင်းရာထိုတော်တွင်၌ကျွန်ုပ်တို့နှစ်ယောက်မှာတဘာဝဓမ္မ၏ကြောက်ခမန်းလေးလေးကြီးမားသောခွန်အားကိုမျက်စိနှင့်မြင်ရ၍နားများကွဲဝန်း၍ထွက်မတတ် ပြင်းထန်လာသောအံများကိုနားဖြင့်ကြားခြင်းဖြင့်လူဒီဟုသောတတဝါ၏တင်ပြင်းတော်ခွင်းလာသောအဖြစ်ကိုစိတ်အာရုံအတွင်းသို့ တင်ဖို့ဖြင့်မျက်သွင်းပြီးတဲ့ကဲ့သို့ဆွဲမြဲထင်ရှားစွာသတိပြုမိလေ၏ရှိတော်ပြည်ရေကဲတုံများကြာသွားသည့်အခါမှစ၍ကျွန်ုပ်တို့သည်ဘေးအန္တရာယ်ကိုမြင်သဖြင့်တောင်ပူဇာထိပ်၏အခြားဘက်၌အလျားမောက်ကကြောက်ဆောင်ကိုတွေ့ဖက်ထားပြီးကြာ၏အမှတ်မဲ့နေခဲ့ရင်ပြစ်ထန်လာလေသည် ကျွန်တော်တို့ကိုချိန်မှကြောက်၍ပေါင်းတိုက်ခက်လွင့်စင်နိုင်မှသောကြောင့်ပေသည်ကျွန်တော်တို့တေးတဲကလေးမှာ၄ရက်သို့ပါသွားခဲ့လေပြီ။ ကျောင်းတုံးကြီးတုံးသည်တောင်မူသား၏ထိတ်ထိတ်ထိတ်တွင်ကြာ၍တသီးသောလောက်တပေလုံးလောက်ရှိသောခဲလုံးကြီးများသည်ဘုံချိလိုက်ပြီးသည်ကဲ့သို့အရက်လေးမျက်နှာသို့လွင့်စင်ပြဲကျေးသွားရာတလုံးမြထိမှန်ရလျင်တသက်မကသုံးလေးသက်ပင်တည်နိုင်လောက်သည်ကျွန်ုပ်တို့၏နွားကြီးမှာအဆိုပါခဲလုံးကြီးတလုံးထိမှန်သွားသောကြောင့်ဆင်းဆင်းတည်ုံမြမကအကူကောင်းမင်ရှာ၍မတွေ့တော့ချေထိုဖြစ်ဖြစ်သည်မြင်များလောက်ကြသည်ဟုအမှန်မပြောနိုင်မီ7မိနစ်လည်းဖြစ်နိုင်၏2နာရီလည်းဖြစ်နိုင်၏ ဤသို့သောဘေးမျိုးတွင်လူတို့မည်သည်အချိန်ကိုခံမရန်မတက်နိုင်အောင် ရှိတတ်ပြီလေသည်တဖြည်းဖြည်းငြိမ်သက်၍အတန်လဲရက်စဲစပြုလျာကျွန်ုပ်တို့သည်ဒီတစ်ခါလို့ရပြန်ပြီဟူသောသဘောမျိုးနှင့်ဝတ်တော်ရာမှထား၍ကြည်ကြလေကျွန်ုပ်တို့၏ရှိနိုင်ရှိသောတောင်ကြီးမှာအလျားနှမိုင်ခန့်အနန်ခိုင်ပေါင်းတထောင်ခန့်မိုးဝင်များအလင်းမရှိတော့ဘဲကြောက်ဆောင်တိုင်းဟင်းလင်းဖြစ်လျက်ရှိလေတောင်မူစာကိုမိကက်လျက်မူကားမိုးဝင်များသည်တဝက်ခန့်နှမြုပ်အောင်စုပြုံလျက်ရှိ၏ တောင်မူဆိုင်၏အထွတ်မှာတွင်းများ၊ကြိုင်များ၊ခဲလုံးများပြည့်နှက်လျက်ရှိ။တဖက်၌ရှိသောကြောင်ကြီးမှမိုးဝင်များဖြင့်တဝက်ခတ်များပြည့်သွားလိမ့်မည်။အခြားသောရာဝတ္ထုများမှရှိကတိုင်းတည်ရှိနေပြီးကျွန်ုပ်တို့လည်းမတိမပြောက်ကျန်နေရေးခဲ့ကြပြန်လိမ့်၏။လူတို့မြေစီမှဘေးရနေမှလူမျိုးစီနှင့်တပြိုင်နက်စားလောင်ခြင်းကိုတတိယမြေဖြစ်သည့်အတိုင်းကျွန်ုပ်တို့မှလည်းဝမ်းပိုက်ကိုနှိမ့်ကြရလိမ့်မည်။နောက်ဆုံး၌ကျွန်ုပ်တို့သည်နွားကြီးကိုရေခွန်ခွာ၍ပေါင်သားကိုလှည့်ဖြတ်ပြီးလည်း တလုတ်ဆာမြတ်သောအသားတုံးကိုဘိုးဘွင်းဖြင့်ဂျုံကဲ့သို့မှန်ပြီးနောက်မြှုပ်ချရလေ၏အသားစင်းစားသောဘလူးများဖြစ်လာကြကြပြီတကား